မင်္ဂလာပါဗျာမင်္ဂလာပါအားလုံးကျမ်းပါပါစေချမ်းသာပါစေအားလုံးကျမ်းပါပါစေချမ်းသာပါစေဘာယကုပြန်လာရင်ဘာယကုတန်ချာလို့အားလုံးပြောဆင်သာပါစေဗျာဒီနေ့က23ရက်6လ2025ဘောနော်ဟွန်းဒီမနေ့ကတော့ပါဤပြောတယ်မလားအဲရောင်တော်ပြန်နဲ့ရောလွတ်လိုက်အောင်ကွက်တိကြမယ်လို့ဘာလို့ဆိုတော့ အမေရိကန်နဲ့အစ္စရေးကလည်းပဲဒါဟိုအီရန်ကိုဝိုင်းပြီးကျွေးလိုက်တဲ့အခါမှာလူတွေကတတိယကမ္ဘာစစ်ဖြစ်မလားလို့အားလုံးကအာယုံနဲ့အဲ့ဒီကိုရောက်နေတဲ့အချိန်ယူကရိန်းကကိုလိုဟိုရုရှားတက်ကင်နေတဲ့အချိန်မှာမြန်မာတပ်မတော်ကဒီအကြမ်းဖက်တွေကိုတက်ကြိတ်လိုက်မှဆိုရင်တခါတည်းရှင်းနိုင်မယ်လို့မနီးယားမှာပိုင်ရပြောတယ်အဲ့အောင်မနေ့ကလည်းကြားရကြအောင်မနေ့6နိုင်ခွဲလောက်ကြဖုန်းနေအောင်ဝင်လာ9နိုင်လောက်ကြအောင်ဖုန်းအောင်ဝင်လာပြောဟာကိုဝိုင်းကြီးလည်းဆို7နိုင်က9နိုင်နေပါလောက်ရှိသွားတာပေါ့ဟာအာကျွန်တော်တို့ ဟိုစောနဲ့ပေါင်းမျိုးနဲ့ဟိုဒါတမတရားတက်ကတတ်တီကဘာတော့လာပြီးတော့ပြင်းတာဗျာတဲ့အဲအဲ့မှာအပေါ်ကနေတော့ဗေ39လုံးလောက်ထုသွားတယ်တဲ့အဲ့မှာ ਨੇ 6နိုင်ရနေပြီးတော့7နိုင်ကျော်လောက်ထီးတယ်အာအဲ့လိုလို့အဲ့ဒါဆိုလို့ရှင်တော့ကျွန်တော်တို့အကျန်းဖက်ညံပြီအကျန်းဖက်ဆိုတာလုံးဝမရှိတော့တကယ်သာချင်းခဏတည်းပြောတာတကယ်လို့အဟုတ်ဖြစ်ရမယ်ဆိုတာတောင်းတော့ဆိုင်ဖို့ပဲတကယ်မလုပ်သေးလို့အဟုတ်မဖြစ်သေးတာเนาะအဲ့လိုမျိုးရှိတယ် အဲ့တော့အဲ့လိုမျိုးတွေကိုကျိုးစိုးတဲ့ကျိုးစိုးတဲ့အဓိကတိုက်ရင်အေးချမ်းဖို့အတွက်ကျိုးစိုးတာပါကျွန်တော်တအူးသားတဲ့တအူးသားတဲ့မရှိပါဘူးဒီချိန်မှာရခိုင်ဘက်ဆိုလိုက်တာရောင်သူများနဲ့ရောလို့လို့ရတဲ့အချိန်မနေ့ကတော့ကျွန်တော်ဖိုင်တဖိုင်လေးကိုသွားပြီးတော့ကျွန်တော်မန်နေဂျာပြလို့ကျွန်တော်ကြည့်လိုက်ကိုငစီကကျွန်တော်ကိုကိုစီလာကိုစီကကျွန်တော်ကိုအဲဟွန်နေဖြစ်ထားတဲ့ reaction လုပ်ထားတဲ့ဟာလေးပေါ့နော် ်ကျွန်တော်တောင်းတော့မှာလေးရေမာက၄၅6000လောက်ဆိုရင်ကျွန်တော်အစ်ပြီးတော့ကျွန်တော်အနေထားနဲ့ကျွန်တော်ပြောလိုက်တယ်တိကျပြောမှာအဲ့ဒီအချိန်မှာကိုငယ်စီကတိတိကျကျပြောလာတယ်အဲ၂၅9ခန်းစီရေကုန်သမို့3စီးဆိုပြီးတော့လှုပ်လာအဲ့ရေကုန်သမို့3စီးရှိတာကိုလည်း2စီးရှိတာကိုလည်းသူသိတယ်နော်နဲ့ဈေးရအောင်လည်းတည်တယ်၃ဈေးပါကြထားလိုက်ပါတော့နောက်၂၂၈ဈေးရှိတာကိုလည်းတည်တယ်အဲ့ဒါတောင်းတော့ကဘာကြောင့်မလုပ်တာလဲဆိုတာသူတို့သိဖို့လိုတယ် နော်တောင်တော်ကငဲ့ညာနေတာတနာနေတာချင်းချင်းပြောလို့လို့ချင်းအော်မလုပ်ပါဘူးမလုပ်ပါဘူးဆိုပြသူတို့ထင်တာဒီတောင်တော်ရေမှာရှိနေတဲ့ဒီသမောတွေကငါးခုပန်းတဲ့လူတွေလိုက်ဖမ်းဖို့လောက်ပဲထားတယ်ထင်နေတာဟမ်အားလုံးအဲ့မှာအခုပြည်စုံတွေရှိတယ်နော်ပြည်စုံတွေရှိတယ်အဲ့ဒီသမောတွေနဲ့တောင်တော်သားတွေတင်လာရောရေတက်ကနေရေတက်ပေါ်လာပြီးတော့ဒါစိတ်ကူပူတော်တဲတော်ဝိုက်တော်တို့ဖြုတ်တော်တို့တုတ်တော်တို့အကုန်လုံးလို့ရတယ် ဒါမှတော့ဘာကြောင့်မလုပ်လဲဆိုတော့တနာနေလို့ကုသိတ်ကရောင်တော်ပြန်နဲ့ရောကျိတ်လိုက်လို့ရှင်ရင်အဲမှာဘလောက်တိตายရအောင်လဲဘလောက်တိလှပါသွားမလဲဆိုတာကျွန်တော်တို့ကြည့်ရပါနေတာရှိတယ်နော်အခုလည်းပဲဒါကြောက်ပြီမှာဆိုလို့ရှင်လည်းမင်းတက်တောင်တို့နံပါတ်တောင်တို့ဟာတောင်ကျောက်ကိုကာငင်းတွေထုတ်ထားပြီးတော့ဒီကြောက်ပြီဘက်ကိုသူတို့တုံးလို့မရအောင်လုပ်တယ်ဒါမှအေရီးယားလည်းစနိုက်ပါအမျိုးသမီးတွေကလည်းမီတာ1500လောက်အဝေးကနေလည်းလိုင်းလိုင်းပြီးတော့ဟိုပြုတ်နေတာတုံနေတာတော့တွေ့ရတယ် ဒါမှဒီဘက်ကတောင်မှာ drone တို့ဒီလေကြောင်းတို့ပါညာတို့နော်တနက်ကြီးပြက်ကူတို့နဲ့တေချာရှင်းနေခဏလေးပါမကြငယ်ရေကောက်ဘောဝင်ပြိုင်ဖို့တော့ကိုလည်းဒီရခိုင်ပါတီတွေကဒါမှမဟုတ်တင်တော့ပီကက်ရက်ကတွေးလိုက်တယ်အဲ့တော့ဘာပဲပြောပြောဒီရခိုင်ပြည်နယ်တို့အဲပြန်ပြီးတော့ဟိုရောက်ယူပြရမယ့်အနေအထားရှိတယ်မြောက်ပိုင်းကိုထားထားလိုက်ပေါ့တောင်ပိုင်းတော့တခါတည်းရှင်းလိုက်ပါဘာပြောလို့လဲဆိုတော့တောင်ပိုင်းမှာသူကသူအေးချမ်းနေကြတဲ့လူတွေဖြစ်လို့မြောက်ပိုင်းကတော့နည်းနည်းစစ်သွေးကြွတွေများတယ်အကုန်လုံးကစစ်သွေးကြများတယ် နော်ပြီးတော့စာပေမတက်တဲ့လူနဲ့မြောက်ပိုင်းရဲ့စိတ်သွေးကြများတဲ့ဟာမျိုးဖြစ်တော့မြောက်ပိုင်းတော့ကျွန်တော်တိတ်ဆိတ်မဝင်စားပါဘူးတောင်ပိုင်းရခိုင်နေတဲ့ကတော့စိတ်မကောင်းဘူးဖြစ်တယ်သူတို့ကအေးချမ်းနေနေတဲ့လူတွေဘာသာတာသနာကိုတန်ဖိုးထားတဲ့လူတွေလူလူချင်းကိုဒါတန်ဖိုးထားတတ်တဲ့လူတွေဖြစ်တယ် ရခိုင်မြောက်ပိုင်းအတူတရပါလဲပရိသတ်စနစ်တို့ပါညာတို့တအူးပိုင်းဟိုခံမှုရဦးရကိုတော့ဥပဒေပါတအူးစပိုင်းစနစ်တို့ပါဒါ ਈ လုံးချင်တာတော့မျက်နှာရပြီးတော့ပါလို့လဲဆိုမွေးရစာလုံးတယ်မွေးဇေဝါရောင်စားတယ်မွေးရစာလုံးပြီးတော့လက်နက်တွေဝယ်လုံးနော်အဲ့လိုမျိုးရှိတယ်အဲမွေးရစာဆိုလို့ကျွန်တော်တို့ပါလဲတာချီလိမ့်မှာအားချမ်းတာအဲမျိုးမျက်နှာဟိုတထေး ဟိုကထိုင်းဘက်ကလည်းပြောလဲပြောလဲပြောမွေးရသာသူအားသောထွက်ကိုပြီးတော့အဲ့လိုညဉ့်ညံ့တဲ့ဘုံတထေတော်တော်များများလည်းပဲမွေးရဆိုင်နဲ့ချမ်းသာနေလို့ရှိတယ်။အေရဲ့အထောက်ပံ့နေရလဲအဲ့ကြတွေရှိတယ်။အဲ့တော့ရန်ကုန်တိုင်းမန္တလေးတိုင်းနေရာတိုင်းထဲမှာဒီမွေးရသာတွေကိုတော်တော်များများဖမ်းနိုင်မှာအေတွေဒီရခိုင်အေရနည်းနည်းချုပ်ငိမ့်မှုရှိတယ်ဒါလေးတော့ပြောခြင်းနဲ့နောက်ခါကျတော့ကျွန်တော်တို့ပဲခူးတိုင်းမှာဆိုလဲဒါမင်းလာဘက်မှာမင်းလာဟိုတော့မင်းလာပိုင်မှာဘုထောင်ရွာရှိတယ်ဗျာအဲ့မှာအကြမ်းဖက်တွေကိုသွားရောက်ပြီးတော့ရှင်းနေတာရှိတယ်နော် အဲသူကအဲ့ဒါကြတော့ဗောနဂန်းကောပဲအုပ်စုဖြစ်မှာဗောနဂန်းကောပဲအုပ်စုဖြစ်မှာဗောအိုက်ပေါ်ထရောင်ကတောက်ချောက်ကျွန်တော်တို့အဲ့ဒီဘက်မှာလုံနေတာတော့တွေ့ရတယ်အဲဥတုကညင်ပင်အုပ်စုမှာရှိတဲ့အဲဥတုကျွဲလန်းစုရွာမှာဗောအဲ့မှာရှိတဲ့အကြံဖက်ခေါင်းဆောင်နေအင်းုံနဲ့သွားရှင်းတာရှိတယ်အဲ့အဲ့နောက်မှာရှိတဲ့အကြံဖက်ကျူဒရာနာမှာရှိတဲ့အကြံဖက်ရွာအကြံဖက်အိမ်ကိုအကြံဖက်အိမ်ကိုလည်းသွားရှင်းနေတာတော့ကျွန်တော်တွေ့ရတယ် ကင်းမီနဲ့တခွင်ကိုပြန်ကြည့်လို့ရှင်တဲ့ဂျုံတိုးပေါ့ဂျုံတိုးဘက်မှာဆိုလို့ရှင်တဲ့ဒါတပ်မတော်ကလေချောင်းတွေနဲ့လက်နက်ကြီးတွေနဲ့ပြတော်ပြည်သူတွေဒီထိတဲ့ဘာညာဆိုပြီးတော့ဒီ KNL လေး KNU ကဒါသူတို့ဟိုအော်လာတာကိုတွေ့ရတယ်နော်အော်လာကိုတွေ့ရတကယ်လို့တဲ့ခါကျတော့အတန်နေထွက်တယ်အဲ့တော့အဲ့မှာလည်းပဲရှင်းရှင်းပြောလို့ရှင်နိုင်ငံတော်နဲ့အဲအေးကြမ်းကြမ်းလက်မတော်ချင်မနဲ့အကြမ်းဖက်တွေနဲ့ပဲလက်နက်ကင်ရင်နဲ့ပဲလက်တွဲတယ်ဆိုလို့ရှင်တော့ပြည်သူတွေရဲ့နော်အဲ့မှာနေတဲ့နေတဲ့အေးကြောင်နေတိုင်းတဲ့သူတွေတော်တော်ကတော့စိုးရင်ကြဖြစ်တာပေါ့နော် ပြီးတော့ဒီမြဝတီဒီဒီကပ်လေလာအဲ့ရွာအဲ့မှာရှိတဲ့တက်စကန်းပေါ့ဗျာတက်စကန်းကဒီနေ့ကွာဆက်ဆင်လိုက်တာရှိတယ်ကွာဆက်ဆင်တော့ထိုင်းဘက်ကိုထွက်ပြေးတယ်ပေါ့ဗျာထုံးစံတိုင်းထိုင်းဘက်ရောက်သွားကြတယ်နော်ထိုင်းဘက်ကိုကွာဆက်ဆင်နိုင်တယ်အဲ့အဲ့ရွာကင်ဒီနာမှာတော့ကျွန်တော်တို့ပါလေဟောလီတို့နောက်တစ်ခုကြတော့ဟောလီရှိမှတီးသေးရှိမှ ဥက္ကဋ္ဌရှိမှအဲ့စကန်3ဦးလောက်ပဲကျွန်တော်တို့ကြံတော့တယ်ထင်တယ်အဲ့လည်းတောင်းတော့ဟာအဲဆက်လွတ်ထမ်းတော့ဆက်ကုန်ပါပဲဘာဖြစ်လို့လဲဆိုတော့ဟိုကလူငယ်ကလည်းတားများနေဗျာရှိတာဒီမှမှနည်းနည်းပါးပါးဟိုဘက်ကယာယီပိုင်းတောင်းယူနေတယ်သူတို့စူးတိုက်မှနိုင်မှဆိုတော့သူတို့သိပြီးတာတောင်းတော့လည်းအဲ့စူးတဲ့အချိန်မှာဖြုတ်လို့ရတာကိုသိပြီးတာမဖြုတ်တာတနာနေတာအဲ့ဒါဆိုးတာဗျာတောင်းတော့ဆိုးရတော့ဒီကောင်လေးအိုးစုတိုက်ရောက်လာပြီဘယ်နေရာလဲစူးပြီးတိုက်တော့ရမှာညာတိုက်ရုံနဲ့တားနေတော့ လင်းလင်းဆယ်စီးငါးစီးလောက်ပြန်ရောဝဲရောအကုန်လုံးတေးကြကြည့်ရောကက်ထလိုက်ပြန်ပြီးကိစ္စဘောင်ချဆုပ်လိုက်အကုန်လုံးနော်ပတ်လိုက်ဟိုနဲ့အကြမ်းမှန်ကဘောင်ချဆုပ်အဲ့ဒါဆိုပြီးသွားပြီအေးဆေးပဲဇရားလှသွားပြီး တိုင်းမီအေဂျင့်ဝိုင်းတိုင်းဝိုင်းအကြမ်းဖက်တွေအောက်စုလိုက်တက်လာပါပြီဆိုတော့ဟာသူကတိုင်းပါစေဟာလေ AC ပဲဆိုတော့ဒါဘာလုံးမရတော့ဒီအကြမ်းဖက်ကရေချင်ဝင်းပါအဲအကြမ်းဒီချိန်မှာရောင်းတော်ပြန်နဲ့လွတ်လို့ရတဲ့နေမှာဟိုနမကတိုင်းမှုရဲ့အဲတရားတက်တောင်းအောင်ရောတော်တော်လေးစားတယ်တော်တော်ကြီးညိုတယ်ကလေးစားရုံနဲ့တော်တော်ကြီးညိုတယ်အဲ့လိုမျိုးကတော့ပါအဲ့ဒါဆိုအဲ့ဒီကအေဂျင့်သွားပါပြီအေအဓိကကျွန်တော်ကအေဂျင့်မို့လို့လာဗျအေဂျင့်မို့လို့လာတဦးသားစီတဦးသားစီမရှိဘူးအဲ့လိုလုပ်တဲ့သူရဲကောင်းတွေကိုအာဒါ ဟိုနေဖြစ်ရမယ်ဂုံယူရမယ်တန်ဖိုးထားရမယ်ဘမော်ဘက်ဆိုလည်းအဲ့လိုမျိုးပဲတခေချားနေတဲ့သူတွေကျွန်တော်တို့ကတန်ဖိုးထားတယ်ဒီတနေ့လိုက်အတိုင်းကတိတ်ပြီးတော့ကျွန်တော်ကတန်ဖိုးပထားဘာဖြစ်လို့တနေ့လိုက်အတိုင်းရဲ့တိုင်ဟိုတနေ့လိုက်အတိုင်းကအဲ့လိုချလာတကားတော့တွေဟိုဟိုဟာလီဝုဒ်စကားပါသွားတယ်အာကြီးလိုက်တော့ကတော်ဒါဆိုဒီကတိုင်ဟူးတွေဒီကလူတွေအလုံးလုံးတော့မမှန်ကန်ဘူးဆိုပြောတော့အဲ့လိုမျိုးရှိတယ်အဲ့ရလေတိုင်ဟူးပြောင်းစင်ကျင်တဲ့သူတွေကလည်းတော်တော်များတယ်ဗျပြောတော့တော်တော်များတယ်နော်အဲ့လိုဖြစ်ဖြစ်သားအခုရောင်တော်များနဲ့ချလိုက်ကြမှာ အာဘာညာသာအခုကအဲ့မှာရှိတယ်ဆိုဘုရားစစ်တာဘုရားပြည်ထင်မှမသိလို့အဲ့မှာရှိတဲ့ပြည်သူတွေကဘာလို့အမှန်အောင်မသိဖြစ်တယ်တောင်းတော်သားယူနီဘောင်းကြီးအတိတာတယ်ဥစားနော်အဲ့လိုမျိုးယူနီဘောင်းကြီးအတိတာတယ်လို့အဲ့မှာအဲ့လိုပြောတင်တယ်အဲ့တော့ဘာပြောပါဟိုတရနေ့တိုင်းလဲဒီဟို PDF တင်နေအစင်ပြတာလားတောင်းလုံးတဲ့အစင်ပြတာလားတော့ကျွန်တော်တော့မသိပါနဲ့အနေအတိုင်းကဒူသေးပြောက်မရှိရင်တော့စိတ်ချမ်းသာပါတယ်တဦးသားစီတဦးသားစီမရှိပါဘူးเนาะအဲ့အားလေးတော့ပြောတင်တယ်နောက်တစ်ခုကြတော့ကျွန်တော်တို့ မြင်းမှုမြင်းမှုမှာဆိုလို့ရှိရင်လည်းပဲဒါအအလဲကဘာကြီးရလားအဲ့မှာရှိတဲ့ဟိုအကျန်းဖက် PDF တွေကိုတော့ဒါရှင်းလင်းပြတာကိုတွေ့ရတယ်။ဗန်ဒီဗမော်ဘတ်ဆိုလို့ရှိလို့ရှင်လည်းပဲဗမော်မှာဆိုလို့ရှင်ကျွန်တော်တို့ဒါကောင်းကောင်းကြိတ်နေမင်းလားရက်ကွက်လို့ဗာညာလို့ဆိုလဲဒါနေမြေရှင်းနာလေးရှိတယ်လာလာညလည်း21ကိုလာတိုက်တာရှိတယ်အဲ့ဒါလည်းတက်လို့ကကောင်းကောင်းဖြုံးပြတာရှိတယ်။နော်သူတို့လည်းပဲတက်လာလိုက်100လောက်လစ်လိုက်ပြေးလိုက်90လောက်လစ်လိုက်ပြေးလိုက်နဲ့အဲ့လိုတွေရှောက်နေဒါပေမဲ့မနေ့ကတော့ဗမော်နဲ့ရွှေကူလန်းစက်ကြီးလာကောက်တဲ့ အဲ KIA နဲ့ BDI အဖွဲ့တို့ဒါအရတည်းပေးလို့ကျွန်တော်သွားဆောင်နိုင်တာရှိတယ်သွားဆောင်နိုင်ပြီးပြချေရှင်းတာရှိတယ်ထွက်ပြေးကြတယ်ပေါ့ဗျာသူတို့တွေအဲ့လိုမျိုးရှိတယ်အဲ့တော့ KIA ရဲ့ဝင်ဝေပေါက်လမ်းကြောင်းတွေကိုလည်းတစ်ခါတည်းပိတ်ပြည့်မဲ့ပိတ်ပြည့်နေတာကိုတွေ့ရတယ်ဖားကန်တကြောတွေ့ရတယ်နောက်တစ်ခါကျတော့ကျွန်တော်ဝိုင်းမော်ဘက်တကြောတွေတွေ့ရတယ်အင်းတော်ဘက်ဆိုတော့မင်းကဖြုတ်ချက်ကဖြုတ်တယ်ဖြုတ်တယ်တော်တော်ဖြုတ်တယ်ဗျာအဓိကတော်တော်ဖြုတ်ရမယ်အမအပြီးပြုတ်ဖို့လိုတယ်ဘောက်ချအပြီးဆုတ်ဖို့လိုတယ်ဒါလေးရပြောချင်ပါတယ်ပလနောင်ချိုးကတော့အဲနောင်ချိုးကတက်လို့ရရအထဲထဲမှာဘလူးမရှိဘူး အဲ့ဒီတန်းမှာကျွန်တော်ဗီဒီယိုရိုက်ပြပေးတဲ့အားကိုကျွန်တော်ကြည့်လိုက်တော့အဲနောင်ချိုထဲမှာပြည်သူတွေမရှိတော့ဘူးဗျအိန္ဒိယအကောင်လုံးတကားပဲသွားရှစ်ဖြစ်တော့မှဆိုတာသိနေတဲ့အတွက်ဒါပေမဲ့ပလောင်တဲ့ကလည်းအေးဆေးဖြစ်တယ်ဆိုတော့အဲကျွန်တော်တို့ကဒါဆက်ကြည့်ပလောင်ကဘလူးနဲ့အေးဆေးဖြစ်တာလဲဘယ်နှလားကြာမှဆောက်ရမှာလဲဆိုတာလဲကျွန်တော်တို့ကကြည့်ရအောင်ပါမဟုတ်မတရားအဲအဲ့ဒီမှာတိန်ကြီးကောက်ခိုင်အဲ့ဒီဘက်တွေသူတို့လက်ရှိရှိနေတဲ့နေရာတွေကအကုန်ဆုတ်ခွာမှလို့ကြားတယ်ပေါ့နော်အခု ဒါအဲ့လိုဆုတ်ခွာမယ်ဆိုတော့တိုင်းပြည်အေဂျင့်လိမ့်မယ်လို့ပဲကျွန်တော်အနေနဲ့လူသိပ်ပေါင်းမရှိဘဲနဲ့ဒီလိုမျိုးဖြစ်သွားတယ်လဲကြိုးစိုးပါတယ်ဗျာနော်နောက်ကနထိုးကြီး PDF ဟိုခေါင်းဆောင်ဖြစ်တဲ့ဟိုအရှိကြီးလည်းမနေ့ကလက်သွားတဲ့ဟာလေးတွေကျွန်တော်တွေ့ရတယ်တွေ့ရတော့တဦးသားစီတဦးသားစီမရှိပါဘူးသူတို့ကြည့်ရလဲစာပေမတက်ဘဲနဲ့ရှောက်လုံနေတဲ့ပုံစံတွေတော့တွေ့ရတာစိတ်မကောင်းဘူးအဓိကတော့နိုင်ငံနဲ့အစိုးရအောင်မခွဲခြားတတ်တဲ့ကလေးတွေပေါ့နော်နိုင်ငံနိုင်ငံမဲ့အစိုးရအစိုးရပဲနိုင်ငံနဲ့အစိုးရမှတီးကြမတီးဘဲနဲ့ ဟိုတခုကန့်စီမှာမတွဲတက်လို့ရှိရင်တော့အဲ့ဒါတွေကတော့ဒီလိုပဲပြေးဆက်ကြလိမ့်မယ်လို့ပြောချင်ပါတယ်အားလုံးကျေးဇူးပါပါလေးဗျာ။